ဆက်တဲ့ထမင်းရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်စတားဆက်တဲ့ထမင်းရဲ့ Oriable Series ရဲ့အစီအစဉ်ကိုတက်ဆက်ဖို့ရအချင်းကြောက်လာခဲ့ပါပြီဒီကနေ့မှာတော့ကျွန်တော်ကစာရေးဆရာနတ်နွယ်ရဲ့ကာယာမာဇောညီကိုများဆွေးထုတ်လေးကိုအပိုင်းနှစ်အနေနဲ့ဆက်လက်တက်ဆက်ပေးခြင်းပါတယ်ခင်ဗျာအပိုင်း၁မှာတော့နေရန်ပိုင်းနဲ့စာရေးသူရဲ့အမှားတွေကိုဖော်ပြပေးခဲ့ပြီးပါပြီဒီအပိုင်းနှစ်မှာတော့ဝတ္ထုလေးကိုစတင်ပြီးတော့နားဆင်ကြရမှာပဲဖြစ်ပါတယ်ဒီစာအုပ်လေးကတကယ်ကိုရှည်လျားပါတယ်ဒါကိုလည်းကျွန်တော်ကအပိုင်း၁မှာပြောခဲ့ပြီးတော့ပါပြီအခုလည်းထပ်မံပြီးပြောခြင်းပါတယ် ဘာကြောင့်လဲဆိုတော့ဂျားထဲမှာအချင်းကြမ်းင်းသွားလာရှိရင်လဲကြိုပြီးတော့နားလေးပြပါတော့တောက်ဆုပ်ချင်လို့ပါဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်လေးရှိတာကိုရက်လိုက်ပြီးတော့ကျွန်တော်ရဲ့အစီအစဉ်ကိုအခုပဲစတင်လိုက်ချင်ပါတယ်ခင်ဗျာအပိုင်း၁ပထမကဏ္ဍမိသားစုရာဇဝင်၁ဖြိုရာဘက်ဘလိုဘေကာရာမာဇော့အလက်စီကာယာမာဇော့သည်ကျွန်တော်တို့ခရင်တွင်ရေမန်ရှင်တဦးဖြစ်သောဖြိုရာဘက်ဘလိုဘေကာယာမာဇော့၏တတိယသားဖြစ်သည်ဖြိုရာကာယာမာဇော့သည်ဒုက္ခိတုအခါက အကျော်စရာပုဂ္ဂိုလ်တို့ဖြစ်ပြီးထူးခြားဆန်းကျယ်စွာနှင့်ကတမဆိုးရွားစွာတည်ဆောက်ခဲ့ရမှုကြောင့်ယခုတိုင်လည်းသူ့ကိုကျွန်တော်တို့အမတ်တရရှိနေခဲ့ကြသည်ရှင်းခဲ့သောသူတည်ဆောက်ခဲ့ရသည်မှာလွန်ခဲ့သော23နှစ်တည်တည်ကဖြစ်ပြီးအဆိုပါအချင်းရံများကိုဂျင်းနှင့်ဆက်လင်းသည့်နေရံများတွင်ကျွန်တော်ထဲတွင်ရေးသားသောမည်ဖြစ်သည်လလောစင်တို့မူအီမီဗန်ရှင်သည်လူထုထုစံကြီးတို့ဖြစ်ကြောင်းကိုသာကျွန်တော်ပြောပြလိုပါသည် သူကိုရေပန်ရှင်ဟုကျွန်တော်တို့ကခေါ်ဆိုကြတော့လေသူသည်တူပန်ဆက်သောလေမင်းသားရှိသည့်နေပဲတွင် မနေတလောက်ပင်ဖြစ်သည်လူထုလူဆန်ကြည့်တရားဟုဆိုရတော့လေရှာရှာပပတဲကတော့မဟုတ်ပါကျွန်တော်တို့အကြမ်းမကြတွေးမြင်နေရသောလူထုလူဆန်မျိုးတဲကပင်ဖြစ်ပါသည်လူလောကကြီးအတွင် ဘာမှတန်ဖိုးမရှိတော့စံကုန်မြေလေးလူစိုးလူတန်းလူဟောင်းရံကြီးတအိုဖြစ်ုံမြတ်မကဘာမှနားလည်မှုမရှိတော့နယ်လပိတော့ဆိုတော့လေအချမ်းမြေတီအချမ်းရောင်ကိုမှမထောက်ထားပဲကိုအကျိုးစီးပွားကိုသာကံကောင်းကြည့်တတ်တော့ဒီကောင်သမားရဲကဖြစ်သည်ဥပမာပြရရလျင် ဖြိုထားကာယမှာစော့သည်သူနဲ့သူသာနှမ်းရှက်စရာရှိပေသည်အမှန်တော့သူသည်မြေမှန်ရှိကလေးတအိုမြတ်သာဖြစ်သည်သူသည်သူတို့ဘာကကြွေးမွေးသည်များကိုသာ အမြဲတမ်းလိုက်လံစားတော့သည်သူသည်တသက်လုံးဆိုသလိုပင် လူကပတယောက်သာဖြစ်ခဲ့သည်သို့တော်သူသည်ဆုံးသောအခါငွေသားကြီးပင်ယူဝဲငွေသိမ်းမြကြံရည်သည်အချိန်နှဲမှာပင်သူသည်သူ့ဝတ်တန်တစ်ချောင်းလုံးတွင်စနတော့ခရံဤအရေပတိနယ်ပယ်တော့နှင့်လူအန်ဒါကြီးတယောက်အဖြစ်နှင့်ရက်တည်ခဲ့သည်ဤနေရာတွင်ကျွန်တော်ထပ်ပြောအောင်မည်လူအန်ဒါဆိုသူများသည်တကယ်တော့တကယ်ပါတကယ်နဲ့ကြသည်သူတို့ကပုံစံတစ်မျိုးဖြင့်သာတောင်းအားနေကြခြင်းဖြစ်သည်သူသည်အင်တာနက်ဆက်ကြခဲ့ပြီးတာတောင်းရောက်ထွန်းကားခဲ့သည် ပထမစနစ်မှာအကြီးဆုံးဒီမီထရီကိုမွေးဖွားပြီးဒုတိယစနစ်မှာအိုင်ဗင်နှင့်အလက်စီတို့ကိုဖွားမြင်ခဲ့သည်ပထမစနစ်အဒီလေတာသည်အတော်ကလေးပင်ကော်လွန်ကျွေးဝသောမီးဆော့မိသားစုထဲမှဖြစ်သည်၎င်းတို့မိသားစုသည်စနတော့ခရံတွင်မြေပန်းရှင်ကြီးများလည်းဖြစ်ကြသည်ဒီမြတ်ချမ်းသာပြီးဒီမြတ်လက်ပါကဒီမြတ်လိမ္မာကြီးရှိသောမင်းကလေးတယောက်သည်ဘလို့လောက်ပြီးဒီလိုအတော်မကြသောလူစားမျိုးတယောက်နှင့်လက်ထပ်သွားသည်ကိုအမှန်တော့ ျွန်တော်ရှင်းပြဖို့ပင်လိုမီမဟုတ်ပါအเจ้าမှာကျွန်တော်တည်တော်မင်္ဂလေးတယောက်ရှိသည်နောက်ဆုံးဖြစ်တော်စက်ကုံးရဲ့အခြေကပါကြီးတဲ့ကမင်္ဂလေးဖြစ်သည်ထိုမင်္ဂလေးသည်လူကိုယ်ထံအမျိုးသားတဦးနှင့်ချစ်ကြိုင်နေသည်မင်္ဂလေးသည်တစုံတရာအခက်ခဲမရှိဘဲထိုအမျိုးသားနှင့်အချိန်မရွေးလက်ထပ်ထိန်းညားနိုင်သည်သို့တော်မင်္ဂလေးသည်မဖြစ်ရှင်မကြော်လောင်းနိုင်သောအခက်အခဲမျိုးစုံကိုတီထွန်တင်ပြပြီးမုံတန်းထန်သောညသညတွင်ချောကံပါကြီးတစ်ခုထမှန်နေ၍ရေစည်းတန်သောမြေအစ်တွင်သို့ ခုံချသေးဆုံးသွားသည်အကြောင်းမူမင်းကလေးသည်ရှေ့စပီးယား၏ဇလတ်မင်းကလေးအိုဖီလီယာကိုအားကျသောကြောင့်ပင်ဖြစ်သည်အကယ်၍သာဤမင်းကလေးရှာဖွေတွေ့ရှိပြီးနှစ်ပေါင်းများစွာဆွဲလန်းနှက်သက်နေခဲ့သော၆ခံပါသည်ဤမြလာဆန်းကျင်ခြင်းမရှိဘဲရေပြင်းကြီးကမ်းပါတစ်ခုသာဖြစ်ခဲ့လျင်ဤမင်းကလေးသည်ယခုကဲ့သို့တေချောင်းကြံစီခြင်းမည်မဟုတ်ပေဤဇလတ်သည်တကယ်အဖြစ်ပြက်တစ်ခုဖြစ်ပြီးနာမျိုးဆက်၂၃ဆက်တွင်ဤလိုအဖြစ်မျိုးတစ်ချိန်နှစ်ချိန်မြတ်မက ထမှန်ဖြစ်ပွားသည်ဟုဆိုလျင်လည်း ကျွန်တော်အံ့ဩလိမ့်မည်မဟုတ်ပါအဒီလေဒါဤလောက်ရသည်လဲဤနည်းအတိုင်းပင် ဖြစ်ပါသည်အခြားသူတို့ဤအတွေ့အခေါ်များကသူမအပေါ်တွင်လွန်မောခဲ့သည်မှာတဏှာဖြစ်เสียမလိုပါထို့အပြင်လွတ်လပ်မှုမရှိသောအနောက်ဘက်တစ်ခုမှရောင်းထွက်လိုခြင်းလည်းဖြစ်ပါမည်သူမသည်အမျိုးသမီးတို့ဤလွတ်လပ်မှုကိုလည်းပေါ်ထုတ်လိုပင်မည်သူမ၏မိသားစုနှင့်သူမတို့လူတန်းစား၏ဖိနှိပ်ချုပ်ချယ်မှုများကိုစင်ခေါ်လိုက်ခြင်းလည်းဖြစ်ပေမည်။နောက်ပြီးသူမ၏အမြင်တွင်ဖြိုရာကာယမာစော့သည့် တရင်ကားမြတ်ဖြစ်စေတိုးတက်နေသောခေကြီး၏ဂျိန်းတော်သူရေကောင်းတယောက်လည်းဖြစ်နေပေလိမ့်မည်။ထို့အပြင်သူတို့ဣဇလန်တွင်ခွေရလိုက်ပြန်မည်အခန်းကလည်းပါဝင်နေပေသည်။ဤစွန်းစားကန်းသည်အဒီလီတာကိုများစွာမှပင်သွေးဆောင်လျက်ရှိတော်သည်။ဖြိုတာကာယာမာသောအဖို့မူကားထိုအချင်းထိုးကကသူ၏အချင်းနေရာဒီလိုလုပ်ငန်းမျိုးကိုလှောက်ဆောင်ရန်များစွာလိုအပ်လျက်ရှိပေသည်။သူကလုပ်ငန်းတစ်ခုခုကိုတရားသည့်ဖြစ်စေမတရားသည့်ဖြစ်စေ ဖြစ်သည့်နင်းနှင့်လောက်ဆောင်ရမည်ဖြစ်သည်။ဆွေကြီးမျိုးကြီးတစ်ခုအတွင်းသို့သူရောက်ရှိပြီးရတသမီးဘက်ကတင်သော မင်္ဂလာခန်းဝင်ခြင်းရရှိမည်အရေးမှာသူ့အဖို့မဟာအခွင့်အရေးကြီးပင်ဖြစ်တော်သည်။ချစ်ချင်းမြတ်တာအကြောင်းပြောရလျင်ကဒီကိစ္စတွင်ဒီပြဿနာ လုံးဝမပါရှိပါ။ရတသမီးဘက်ကလည်းမပါရှိပါ။သူ့ဘက်ကလည်းမပါရှိပါ။အဒီလေတာသည်လှပသည်မှန်တော်လဲသူတွင်အချစ်ဟုသည် မရှိခဲ့ပါဒီလိုဖြစ်ပေါ်မျိုးမှာလဲသူ၏ဘဝတွင်ဒီတစ်ချိန်သာ ရှိပါလိမ့်မည် အကြောင်းမှာသူသည်မိမဘတ်တွင်အာတန်သူတအိုးဖြစ်ပြီးမိမဆိုလျင်အတေရရအရှင်ရရဖြစ်သည်တုတ်တစီလည်းတေမျိုးသမီးကသူ၏ယမတ်ဆန္ဒများကိုနှုတ်ဆွမ်းနိုင်ခြင်းမရှိခဲ့ပါအဒီလေဒါသည်ခိုးရလိုက်ပြီးပြီးနောက်အကြမတင်မိမပင်ခင်မွန်းတဲ့ကိုဆက်ဆော့ယုံရှာခြင်းဖြစ်ရတော့သည်သူတို့အိမ်တော်ကြီး၏ဇာတိမှန်မှလည်းလျှင်မြစွာပင်ပေါ်လွင်လာတော့သည်သူတို့တမီးဤမိဘများကသူတို့ဤတမီးကိုလက်မြန်စွာပင်လက်ခံသိပ်ပိုက်ပြီးမင်္ဂလာခန်းဝင်ကြီးကိုပေးတော်လဲ သူတို့လင်မယားဤဘဝသည်တစောင်းစင်းနေမြတ်ကြီးလိုတကြက်ကြက်ဖြစ်ရတော့သည်ဤသို့ရံပွဲများဖြစ်ပွားရာတွင်သဘောရာကြီးမြင့်မှုနှင့်ရကြောင်းမှုတို့ကိုမိမကယောက်ျားထက်ပြသနိုင်သည်ဟုဆိုသည်ယောက်ျားဖြစ်သူသည်ယခုအခါအာလုံးသိရှိကြသည့်အတိုင်းပင်အမျိုးသမီးဤမင်္ဂလာခန်းဝန်ကြီးယူပင်နှစ်သား9000ကိုရရှိသည့်နေမှာပင်အပိုင်စည်းယူလိုက်သည်ရှင်းတို့ဖြင့်အဒီလီတာသည်သူမဤမိဘများကပေးသောခန်းဝန်ချင်းငွေများကိုတပြားတစ်ချက်များအမြင်ရပါတော့ခြင်းဒီမြတ်မကပါ ဖြူရာကာယမာဇော့သည်ဇနီးသက်အင်မင်္ဂလာခန်းဝန်ကြီးတွင် အပါဝင်ဖြစ်သောတိုက်တက်လုံးနှင့်လေယာမီတို့ကိုလည်းသူ့နာမည်ဖြင့်ပြောင်းလဲယူရန်စူးစားတော်သည်။အင်းနေရာတွင်လည်းသူကျန်စီသည့်အတိုင်းအောင်မြင်တော့မည်ရှိသည်။ဇနီးဖြစ်သူသည် သူ၏အဆက်ကဲမဲ့သောဒဂေါကောင်းဆံမှုများကိုကြာတော့သိမခံနိုင်တော့ချေ။အမြင့်သမီးသည်ဘာပဲလောက်ရလောက်ရအေးအေးချမ်းချမ်းနေရလျင်တော့ပြီးဟုသဘောပေါက်လာသည်။သို့တော့ကံကောင်းထားမှသဖြင့်ဤကိစ္စတွင် ူမအိမိဘများကဂျားဝန်သည်တိုက်တူးသူဤလောက်ရကိုဟန်တာခဲ့ကြသည်လင်မယားနှစ်ယောက်အကြခဏတက်ပေါ်ကြသည့်အကြောင်းကြားသည့်ကြားရသည်ထို့သောမျိုးရဲတွင်ပြောနေကြသည့်စကားများအရဆိုလျင်ထောင်းသူနှက်သူရဲပုတ်သူမှကာယမာသောမဟုတ်ဘဲအဒီလီတာဖြစ်နေသည်သူမကစိတ်မြန်သည်စိတ်တိုသည်အကြောင်းလည်းမရှိခွန်အားမလာကြီးမသည်နောက်ဆုံးတွင်သူမသည်စင်ရနံပါတ်သောကျောင်းဆရာကလေးတစ်ယောက်နှင့်ထွက်ပြေးသည်တောင်းနှစ်သားကလေး မစ်တရာဒီမီထရီကိုခင်မွန်းဒီအီလက်တွင်ပြစ်ထားခဲ့သည်ထို့အခါကာယာမာဇော့သည်တမဟုတ်ချင်းမှပင်သူ့အိမ်ကိုမိမဆောင်အနောင်နှမ်းဖြင့်ပြောင်းပြစ်သည်အထင်အကွက်မရှိသောအယောက်များကျင်းပသည်ဒီပွဲများမရှိသည့်ကာလတွင်သူသည်ပြည်နယ်နှက်လျှောက်သွားပြီးသူမိမထွက်ပြေးသည့်အကြောင်းမျက်ရည်ဆက်လက်ဖြင့်တိုင်တန်းပြောဆိုသည်သူတို့၏အင်အားကြီးဘဝကိုအသေးစိတ်ပြောပြသည်လျံကြက်တရအနေဖြင့်အဆက်ခွဲအကျိုးနှဲဖွဲ့ရာများဖြစ်သည်အမှန်တော့သူသည် လူလောကစက်ကောင်ကြီးတွင်အသေးကွယ်သောလျံကြောက်တရားအဖြစ်ကားပြနေရသည်ကိုကျင်းသက်နှစ်သိမ့်နေဟန်ရှိသည် ခမရဖို့ကုသကံအကျိုးပေးတာပဲလို့လူတွေထင်စရာပဲဘာဖြစ်လို့လဲဆိုတော့ခမရကကြေကဝန်းနဲ့ရမယ်စားအပျော်ကြီးပျော်နေလို့ပဲတယောသူတွေက သူ့ကိုတယောကြသည် သူသည်အယူကြီးဆက်ခင်းနေရသည်ကိုပျော်မွေ့နေသည်ဟုလူတွေကဆိုကြသည် သူ့ကိုယ်သူပေါ်ကြီးဖြစ်နေမှမသိဟန်ဆောင်နေသည်ကပေါ်၍ပေါ်နေခြင်းပင်ဖြစ်သည်ဟုမှတ်ယူကြသည် သို့သောသူအကြောင်းသိသူများအဖို့မူသူသည်အမှန်တရားယူသောစာပြုတ်လုံနေခြင်းပင်ဖြစ်သည်။နောက်ဆုံးတွင်မူအိမ်မထွက်ပြေးသောသောမိမဗမာရှိသည်ကိုသူသိရှိသွားသည်။အကျင်မိမသည်ပီတာစပတ်မြို့တွင်ရှိနေသည်။သူမ၏လင်ငင်နှင့်အတူလိုက်ပါသွားခြင်းဖြစ်သည်။အမျိုးသမီးသည်ပီတာဇဘတ်မြို့တွင်ဘဝလွတ်မြောက်မှုကိုအပြည့်အဝခံစားလျက်ရှိသည်။ကာယမာဇော့သည်ပီတာဇဘတ်သို့လိုက်ရန်ချက်ချင်းပင်ပြင်ဆင်သည်။အဘယ်ကြောင့်နည်းအဘယ်ကြောင့်ဆိုသည်ကို သူကိုယ်တိုင်လည်းမသိပါ တကယ်တော့ရောက်မည်လည်းဖြစ်သည်တို့ရတွင်သူသည်ပီတာစဘက်တို့လိုက်ရန်ဆောင်းဖြတ်သည်တွင်လန်ခီရီတို့အရေစင်းတဲသည့်အနေနှင့်အရက်သေးစားကိုအလွန်ကျွံ့အထင်းကွင်းရှိတောက်တော်၏ထိုအချိန်မှာပင်ပီတာစဘက်မြို့၌အင်ဒလီတာကွေလွန်ကြောင်းသူမ၏မိသားစုတို့တရင်ရောက်ရှိသည်သူမသည်အထက်ကောက်ကလေးတစ်ခုတွင်ရုတ်တရက်ကွေလွန်သွားခြင်းဖြစ်သည်တရင်တစ်ခုကမူတိုက်ဖိုက်ရောဂါဟုဆိုသည် အခြားသတင်းတစ်ခုကမို့နမွန်ခေါင်ပါခြင်းဟုဆိုသည်တုဇနီကွယ်လွန်သည့်သတင်းကိုကြားရခြင်းတွင် ကာယမာသောမိုးနေသည်သူသည်လမ်းမပေါ်သို့ပြေးထွက်သွားကလက်နက်ဖက်ကိုဘဝတော်မြောက်ပြီးဝမ်းသာအားရဟစ်ကြွေးသည်။အိုဖျားသခင်သင်ဤကြီးကျွန်းတူကိုရင်ကျန်းစွာဖောက်ခွာခွင့်ပြုလက်ချပြီတကားသို့တော်အထုပ်၏အဆိုရမို့ကာယမာသောသည် ခလင်းငယ်တယောက်ပမာတီးထန်ဆောင်ကိုကြွေးသည်ဟုဆိုသည်ရင်းတို့ဖြင့်လူတွေသည် သူ့ကိုကြည့်ပြီးတနာကြရသည်ဟုဆိုသည်ဒီတဲ့နှစ်ခုစလုံးမှန်နိုင်ပါသည်သူသည်လွတ်ပြီးကျွတ်ပြီးဆိုပြီးဝမ်းသာခြင်းလည်းဖြစ်နိုင်သည်သူ့ကိုလොမြောက်ခွင့်ပေးလိုက်သည့်စနီးသည့်အတွက်ငိုကြိုးခြင်းလည်းဖြစ်နိုင်ပါသည်ဒီနှစ်ခုစလုံးလည်းပြန်နှဲမှပြင်ဖြစ်ပါသည်ရေဘူးရအဖြစ်ပြောရလျင်လူလင်လူကောင်းမြတ်အပါဝန်လူတွေသည်ကျွန်တော်တို့ထင်မှတ်ထားသည့်ထက်ပိုပြီးအတိုက်ပညာနှဲကြပါသည်ရိုးသားကြပါသည်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီအတိုင်းပင်ဖြစ်ကြပါသည်နှင့် တာအကြီးကိုပါထောက်ခြင်းဒီလိုလူမျိုးတယောက်တည်းဘလို့အဖေမျိုးဖြစ်ပြီးသူ့ကလေးတွေကိုဘလို့မျိုးမွေးမိမိကိုစဉ်းစားတွေ့တော့ကြည်ရင်အခက်ခဲပါလူတွေစိတ်ကိုမှန်းဆထားသည့်အတိုင်းပင် သူသည်ပထမဇနီးမှရသောကလေးကိုစွန့်ပစ်ထားသည်မလွန်မုံထားရည်လည်းမဟုတ်ပါပထမအိမ်တော်ကိုစိတ်နာရည်လည်းမဟုတ်ပါဒီကလေးရှိနေသည့်အဖြစ်ကိုမေ့လျော့နေရသည်ဖြစ်ပါသည်သူသည်လူတကာတွေစိတ်ပြအာ ိုင်ငါတော့ကမောဝါရဲကဖြင့်သူ့အင်ဂျီကိုဒုစရလောကကြီးအဖြစ်တည်ထောင်နေစဉ်တွင်သူတို့မိသားစု၏သစ္စာတော်ခံ အစီကံကြီးတအိုးဖြစ်သောဂရီဂိုရီဇော့ကတောင်းနှစ်သားလက်မီဒရာကိုစောင့်ရှောက်ကြွေးမွေးထားရသည်ဒီထင်ကဒီကလေးကိုဒီအစီကံကြီးကသာစောင့်ရှောက်ထားခြင်းမရှိကြလျင်ကလေးကိုအင်ကြီးလဲပေးမည်သူပင် မရှိပါခြင်းဒီမြမကပါကလေးဤအမေဘက်ကဆွေမျိုးတွေကလည်းပရမပိုင်းတွင်ဒီကလေးလေးကိုမေ့လျော့နေကြဟန်ရှိပါသည် ကလေး၏အဖိုးဖြစ်သူမစ္စတာမီယူဆော့မှလည်းကိုယ်လိုမျိုးဖြစ်သည်အဖိုးဖြစ်သူမှလည်းမော်စကိုမြို့တွင်နေထိုင်ပြီးအသေးအံနာမကျန်းလျက်ရှိသည်အတော်များအလုံးလည်းအင်နာကြကုန်ကြပြီဖြစ်သည်ရှင်းတော့ဖြင့်မတရားသည့်ဂရီဂိုရီ၏ပြုံးဝင်ဆောက်ရှောက်မှုဖြင့်အစီကံတန်းလျက်တွင် တနနီဘာမြနေထိုင်ရသည် အကယ်၍ကာယာမာဇော့သည်ဒီကလေးလေးကို အမတ်ရသည်ဆိုလျင်လည်းသူသည်ဒီကလေးလေးရှိနေသည်ကိုလုံးဝကြည့်တော့တရင်မပြုတ်မှုပဲမနေတန်ရပါ ူသည်ကလင်းငယ်ကိုအစီကံတက်လျက်သို့ပြန်ပို့မိတာဖြစ်ပေသည်အเจ้าမှာကလင်းငယ်သည်သူ၏ပေါ့လွပဲစားဘဝကိုဝန်ရောက်နှောက်ရှက်နိုင်သောကြောင့်ပင်ဖြစ်ပါသည်ဒီအချိန်မှာပင်အဒီလီတာ၏အကူဝန်ကတူဖြစ်သောပီတာမီယူဆော့သည်ပြည်သင်းနိုင်ငံပါရီမြို့မှပြန်လည်ရောက်ရှိလာသည် သူသည်နောက်ပိုင်းကာလတွင်နိုင်ငံသား၌နှစ်ပတ်မြောက်စွာနေထိုင်ခဲ့သော်လည်းသူ့အချင်းကမူလူရဲတအုပ်မြတာဖြစ်သည်သို့သောသူသည်အခြားသောမီယူဆော့များနှင့်မတူဘဲအထူးပင်ရေးချေးဖွဲ့ရသော တင်ညာတဲ့တူဖြစ်တော်သည်သူသည်ပီတာစပိုက်မျိုးတော်ကြီးတွင်နေထိုင်ခဲ့သည်နိုင်ငံခြားတွင်နေထိုင်ခဲ့သည်သူ၏ဘဝသည်ကိုရောဘဆန်ဂျီမီဖြစ်သည်အသက်အရွယ်ကြီးလာသောအခါတွင်သူသည်1845ခေတ်ကလီဘရီယာတူ၏ပုံစံပင်ဖြစ်တော်သည် သူ၏တက်တန်းကလတစ်လျှောက်တွင်သူသည်ထင်ရှားသောလီဘရီယာကောင်းဆောင်ကြီးများနှင့်တွေ့ဆုံတည်ကြွခဲ့ရသည်ယူရှားနိုင်ငံတွင်ရောနိုင်ငံခြားတွင်မှဖြစ်သည် ို့ဒီပြင်သစ် social လစ်ကောင်းဆောင်ကြီးပရူဒောင်နင်းလည်းလူချင်းတီကျွမ်းသည်ယူရှာတော်လန်ရေးကောင်းဆောင်ပါဂိုနင်းနင်းလည်းလူချင်းတီကျွမ်းသည်နောက်ပိုင်းနှစ်များတွင်သူ၏အတွေ့အကြုံများကိုပြန်လည်ပြောဆိုသောအခါ1848ခုနှစ်ဖေဖော်ဝါရီပါရီတော်လန်ရေးအကြောင်းကိုအထူးပင်အလေးပြုပြောဆိုတတ်ပါသည်ခံကြောတိုက်ပွဲများတွင်သူကိုယ်တိုင်ပါဝင်ခဲ့သည်ဟုဆိုသည်ငယ်စဉ်ကသူ၏ဘဝနှင့်ပတ်သက်ပြီးအထူးပင်ဂုံယံပွဲရအဖြစ်တစ်ခုပင်သည် ပီတာမီယူဆော့သည်ပစ္စည်းဥစ္စာကျယ်ဝသူတဦးဖြစ်သည်ရှေးခေတ်စကားနှင့်ပြောရလျင်ကျေးကျွန်ပေါင်းတစ်ထောင်ပိုင်ဆိုင်သည်သူ၏တာယာလှပသောပိုင်နက်ချမ်မီသည်နှုတ်တော်မျိုးကလေး၏အစွန်တွင်တည်ရှိပြီးကျွန်တို့၏နာမည်ကျော်ဖုံးတော်ကြီးကြောင့်ဝတ်တကနေမီနှင့်နာမည်ချင်းထိဆက်လျက်ရှိသည်သူသည်ဤပိုင်နက်ချမ်မီကိုအမွေဆက်ခံရရှိသည့်နေ့တစ်ပိုင်နှင့်မြစ်ထဲတွင်ငါးများကွနှင့်ပတ်သက်၍သို့၎င်းသို့မဟုတ်တော်ရဲတွင်ထင်းကွက်ကွနှင့်ပတ်သက်၍သို့၎င်း ရှီလီယာထွေပြသောတရားစွဲဆိုမှုကြီးများကိုပြုလုပ်တော်သည်မိသည့်အကြောင်းကိစ္စဟူ၍ကကျွန်တော်တေချာစာမသိပါသို့သောသူ့အနေနဲ့ဤသို့ဖုံးတော်ကြီးများကိုတရားရုံးတွင်တရားစွဲဆိုခြင်းမှာနိုင်ငံသားတအုပ်အနေနဲ့တော်၎င်းပြည်နယ်တအုပ်အနေနဲ့တော်၎င်းတာဝန်ရှိသည်ဟုယူဆသောကြောင့်ဖြစ်ပါသည်အဒီလီတာ၏အကြောင်းဆောင်ကိုကြားရပြီးအဒီလီတာကို သူကောင်းစွာအမတ်ရနေသည်သူသည်တစ်ချိန်ကဆိုလျှင်သူမကိုဆွဲလန်းခြင်းပင် ဖြစ်ခဲ့ရသည် မတရားကလေးရှိနေသည့်တရင်ကို သိရသောအခါသူသည်လူငယ်တဘာဝဒေါသဖြစ်ပြီးကာယမာဇော့ကိုညှဉ်းရှာဆက်ဆောက်ခြင်းဖြစ်တော်လဲဤကိစ္စတွင်ဂျောင်းဝင်လေတော့သည် သူသည်ဤကိစ္စနှင့်ပတ်သက်ပြီးကာယမာဇော့နှင့်ပထမဆုံးအကျဉ်းတည်ကျွမ်းရသည်ကလေးဤတာဝန်ကို သူယူမည်ဖြစ်ကြောင်းကာယမာဇော့ကိုဒုံးတီကြည့်ပင်ပြောချလိုက်သည် နောက်အခါများတွင်ဤကိစ္စနှင့်ပတ်သက်ပြီးတွေ့ကြုံခဲ့ရသောဟန်ဆောင်မှုစရိုက်တစ်ခုအကြောင်းကို သူပြန်ပြောလေရှိသည် မတရားအကြောင်းကာယမာဇော့ကိုသူပြောသောအခါကာယမာဇော့သည်ဘာမှနားမလည်သလိုရှိနေသည်မိသည်ကလေးတယောက်အကြောင်းပြောနေမှန်းမသိသလိုပင်ဖြစ်သည် သူ၏အိမ်တွင်တနေရာတွင်သူ၏သားကလေးတယောက်ရှိနေသည်ဆိုသည့်တင်းကို သူအံ့ဩနေဟန်ရှိသည်ပီတာမီယူဆော့၏စကားသည်ပုံကြီးချေလုံးရကြနိုင်တော်လဲသူစကားတွင်အမှန်တွင်အများကြီးပါရှိနိုင်ပါသည်အမှန်တိုင်းပြောရလျင်ကာယမာဇော့သည်သူ့ဘဝတက်တန်းတစ်လျှောက်လုံးတွင်ပြည့်ရဲ့ဝေဝတ်တွေများတတ်သည် အမြော်လင်းသည့်ကိစ္စများကိုပြုမူတတ်သည်ဒီထက်ပို၍ပြုရလျင်မလိုအပ်ပါဘဲနှင့်လည်းလောက်တတ်သည်သူ့အတွက်အကျိုးမရှိသည်ကိုလည်းပြုလုပ်တတ်သည်ဥပမာယခုကိစ္စမျိုးတွင်ဖြစ်သည်ဤအချင်းအလေသည်လူအတော်များများဤဓလေ့စရက်ပင်ဖြစ်သည်ထို့ထက်တွင်အချို့လူများသည်ကာရာမာဇော့လိုလူမျိုးမဟုတ်ဘဲအင်မတန်ပါးနက်လိမ်မှသူများဖြစ်ကြသည်ပီတာမီယူဆော့သည်သူ၏လာရင်ကိစ္စအတွက်အကျိတ်နှင့်အပြင်းထန်ဆွေးနွေးသည်ကာယာမာဇော့နှင့်အတူတွဲဖက်ပြီးကလင်းငယ်၏အုတ်ထိပ်သူအဖြစ်ခံယူသည် ကလင်းငယ်တွင်သူ့အမိထားခဲ့သောအိမ်နှင့်မြေရှိသည်မတရာသည်အိုကြီးဖြစ်သူမီယူဆော့၏အောက်ထဲမှအောက်တွင် နေရမည်ဖြစ်သည်တို့ရတွင် မီယူဆော့တွင်မိသားစုမရှိပါ သူသည် သူ၏ပိုင်နှင့်ချမ်းမြေမှတိစားကများရယူပြီးနောက်ပါရီသို့အမြန်ဆုံးပြောင်းရမည်ဖြစ်ပါသည်ပါရီမှာကြာကြာနေမည်ဟုလည်းသူစိတ်ကူးထားသည်တို့ဖြင့်ကလင်းငယ်ကို မော်စကိုမြို့ရှိသူ၏အတော်ဝန်ခွဲတော်ဆက်သူအဖွဲ့ကြီးတအုပ်ထံတွင်လွှဲအပ်ထားခဲ့သည် ရင်းတို့ဖြင့်သူသည်လည်းပါရီမြို့တွင်အခြေစိုက်နေထိုင်လျက်ရှိပြီးကလင်းငယ်ကိုမေးရော့နေမိတော်သည်အထူးသဖြင့်ဖေဖော်ဝါရီတော်လန်ရေးဖြစ်လာသောအခါကလင်းငယ်ကိုမိတို့မြတ်တတိမရတော့ပါရင်းတော်လန်ရေးသည်သူ့ဘဝတွင်အထူးအရေးပါပြီးသူ့တသက်တာတွင်ဘယ်အခါမှမမေ့နိုင်တော့ပါမော်စကိုမြို့မှာအဖွာကြီးကြွယ်လွန်သောအခါမစ်တရာကိုအဖွာကြီးရဲ့အိမ်နဲ့တသမီးတစ်ယောက်ကစောင့်ရှောက်မွေးစားထားရသည်ဒီနောက်တွင်သူသည်သရုပ်ထအချင်းဖြင့်အင်ပြားပြန်သည်ဟုကျွန်ုပ်ထင်သည် ို့တော့အီချောင်းကိုယခုအချိန်တွင်ကျွန်တော်အကျေချဲပြီးမပြောတော့ပါနောက်ပိုင်းတွင်ကျွန်တော်ဒီဖျိုရာကာရာမာဇော့ဤတာကြီးဩရတာအကြောင်းအများကြီးပြောရအောင်မည်ဖြစ်သည်ထို့ကြောင့်ယခုအခါတွင်သူနှင့်ပတ်သက်ပြီးအရေးကြီးသည့်အချက်တွေကိုသာပြောသားပါသည်သူအချမ်းမြမပါရှိပဲနှင့်လေကျွန်တော်ဤဝတ္ထုကိုအစပြုနိုင်မည်မဟုတ်ပါပရမဆောင်ပြောရမည့်အချက်ကတော့ဖြိုရာကာရာမာဇော့ဤတားသောရတွင်မတရာခေါ်ဒီမီထရီတယောက်သာလျှင် သူ့ကိုယ်မှန်ပစ္စည်းအုပ်စာရှိပြီးအရရသောအခါသူချီလာပေါ်တွင် သူလွန်လပ်စာရည်တည်နိုင်မည်ဟုသောခံယူချက်ဖြင့်ကြီးပြင်းလာသူဖြစ်သည် သူ၏ကလေးဘဝလူရဲ့ဘဝသည်ကြမ်းတမ်းခတ်ထန်လာသည်သူသည်အခြေခံအထက်တန်းကြောင့်တွင်တန်နမပြီးဆုံးခဲ့ပေစစ်တပ်ကတို့သို့စစ်တပ်ကတို့သို့ဝန်ရောက်ခဲ့သည်ကော့ကေးဆက်တောင်းနှဒေတာတွင်တာဝန်ကျခဲ့သည်ရာထူးတုံးမြင့်ခြင်းခံရသည်စိန်ခေါ်ပြီးနှစ်ယောက်ချင်းတိုက်သည်ရာထူးကြသည်တဖန်ရာထူးပြန်တက်သည် အပျော်ကျူးသည်အတုံဖြုံကြီးသည်သူသည်အရွယ်မရောက်မချင်းသူ့ဖခင်ထံမှပတ်ဆက်မရရှိပါတို့ဖြင့်အရွယ်မတိုင်မီကသူ့ဘဝသည်အကျွေးပင်လင်ဝေခဲ့သည်သူ့ဖခင်ကို သူ့ဝရမစွာတွေ့မြင်ဖို့သိရှိဖို့ခြင်းမှာသူ့ရွယ်ရောက်ပြီးအမှုကိစ္စရှင်းလင်းရန်ကျွန်တော်တို့မျိုးကလေးတို့သူရရှိလာတော့အခါမှပင်ဖြစ်ပါသည်ထိုအချိန်ကလေးကပင်သူ့ဖခင်ကိုသူမကြက်နေတဲ့ကြောင့်သိတာထင်ရှားလာသည်သို့တော့သူ့ဖခင်နဲ့သူကြကြမနေပါလော်ဒကြီးပင်ပြန်သွားသည် သူ့ဖခင်ထံမှငွေအထက်လျောက်ရရှိသွားသည်သူဤခြံမြင်မှရရှိသောဒီစားခငွေကိုနောင်ခံတွင်ယူသောရယူသွားမည်ဟုသောသဘောတူညီချက်ကိုရရှိသွားသည်ထို့သောထိုငွေပမာဏနှင့်ခြံမြင်ဤတန်ဖိုးမြင်များရှိသည်ကိုသူ့ဖခင်ထံမှသူသိရှိမသွားပါအင်မတန်စိတ်ဝင်စားပွဲကောင်းသောအချက်တစ်ချက်ဖြစ်သည်မစ္စတာရာတီသူ၏ချမ်းမြတန်ဖိုးနှင့်ပတ်သက်ပြီးအသည့်အမြင်လွဲမကပုံပုံတွက်ချထားကြောင်းကိုကာရာမာဇော့တီသူ၏သားကြီးနှင့်ပထမအကြိမ်တွေ့ဆင်မှပင် သိရှိနားလည်လိုက်သည်အီချက်သည်လည်းဖတ်တာထားရမည်ကာရာမာဇော့သည် သူ့တက်ကွင်းနှင့်တူဖြစ်သည်ဖြင့်အီချက်ကိုသဘောကျနေပါသည်သူ၏သားသည်အတွဲကောင်မရှိကြမ်းတမ်းသည်လိုရမတ်များသည်စိတ်တော်သည်အသောဖြုံကြီးသည်ဟုကာရာမာဇော့ကောက်ချက်ချသည်တို့ထံသို့ရမယံကဆိုသလိုပတ်စံပုပ်ပွင့်နေလျင်သူကျင်းတဲ့နေနေဖြစ်သည်ရှင်းတို့ဖြင့်ကာရာမာဇော့သည်ဤနည်းကိုအသုံးချလေတော်သည်တားဖြစ်သူကိုငွေချင်းနှင်းငယ်ဖြင့်လက်စားလျက်ရှိတော်သည် ကြမကြာဝင်နှင်းငယ်ပုတ်ပွေးသည့်နေဖြင့်ဖြစ်တော်သည်နောက်ဆုံးတွင်မတရားသည့်တိမခန့်နိုင်သောသည့်ဖြင့်ဥပခေနှင့်အပိပစ္စေရှင်ရန်ကျွန်တော်တို့မျိုးကလေးတို့နောက်၄နှစ်ခန့်အကြာတွင်ရရှိလာတော်သည်ဒီအခါတွင် သူအံ့ဩရသည် သူတွင်ဘာမှန်ရစရာမရှိတော့ကြောင်းရောက်ချီတိလိုက်ရသည်ဥပခင်ထံမှငွေပလောက်ရရှိထားသည့်ကိုသူမပြောနိုင်ပါသို့တော်သူရရှိထားသောငွေသည် သူရရန်ရှိသောငွေထက်ပိုနေပြီးအကျွေးပင်တင်နေပြီဖြစ်သည်ဘယ်နှစ်ဘယ်ရင်များက ူဤသဘောဆန္ဒအလျာပြုလုပ်ခဲ့သောစာချုပ်စာတမ်းများအရာသူသည်နောက်ထပ်ဘာတစ်ခုမှတောင်းခံခွင့်မရှိတော့ကြောင်းစသည်စသည်ဖြင့်ထို့အခါမေတ္တရာသည်တလုံးချောချသောရသည်သူ့ဖခင်ကသူ့ကိုလင်းညာလှည့်ဖြားသည်ဟုတန်တရားပေါ်ရသည်သူ့စိတ်သူထိမ့်မဲ့နေသိမရဖြစ်ရတော့သည်ဤအကြောင်းချင်းရသည်ပင်လျင်ဘေးဒက်ခွကြီးတစ်ခုကို ဖြစ်ပေါ်စေတော့သည်ကျွန်တော်ရေးသားမည်ဝတ္ထုဤနေရာပိုင်းအကြောင်းအရာပင် ဖြစ်တော်သည်သို့မဟုတ်ဤဝတ္ထုဤပြင်ပပန်းပင်ဖြစ်တော်၏ သို့တော့ရင်းဝတ်ထုအကြောင်းကိုကျွန်တော်မရေးခွက်မိတွင်ကာယာမာဇော့ဤသားငယ်နှစ်ယောက်အကြောင်းကိုအနှဲငယ်ပြောကြားလိုပါသေးသည်ဗတရားအညီနှစ်ယောက်နှင့်သူတို့ဤမူလစစ်မြေအကြောင်းတည်ဟုတ်ကဲ့ပါပြည်သူများခင်ဗျာဒီကနေ့ရဲ့တက်ဆမှုကိုတော့ဒီနေ့မှာပဲရန်သားကိုပြုပါနောက်နေ့တွေမှာလည်းကျွန်တော်ကကာယာမာဇော့ညီကိုမြတ်ဆက်ဆောင်လေးကိုဆက်လက်ဖတ်ပြပေးတော့ပါအောင်မယ်နော်ပြည်သူတို့ကဒါကြောင့်မလို့ဆက်ရှိသေးခင်ပြီးတော့စောင့်မျှော်နေစီအားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ကျွန်တော်လည်းအတော်မောသွားတယ်ပေါ့နော်တင်မယ်ဆိုရင်တော့ဒီအပိုင်းလေးကခဏလေးပဲဖြစ်မယ်ထင်တယ်ဗျအဲကျွန်တော်တို့ဖတ်ရတာကတော့တော်တော်ကြာတယ်ပေါ့နော်နှစ်နိုင်ကြိုကြောလောက်ရှိပါတယ်ဒါကြောင့်မလို့ပိတ်တယ်ကွာသိခံပြီးတော့စမြန်နာဆင်ပေးကြပါလို့ဖတ်မှန်ပြီးတော့တောင်းဆိုချင်ပါတယ်အစကနေအဆုံးဒီလိုက်ပါနာဆင်ပေးခဲ့ကြတယ်ပိတ်တဲ့အုပ်တယောက်ချင်းစီကိုကျွန်တော်ကကျေးဇူးထူးပင်တင်ရှိပါတယ်နောက်ဆက်စပ်မှာကျွန်တော်အတူတူပြန်လဲဆုံးလို့ချင်ပါတယ်နော်ပေးတဲ့မြအားလုံးပဲခြေရတဲ့မိသားစုနဲ့အတူတူတာယာပျော်ရွှင်စွာဘဝကိုဖျက်သတ်နိုင်ပါစေလို့ဒီနေရာကနေကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ နောက်နေမှာပြန်လဲဆောက်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်